မင်္ဂလာပါခင်ဗျာနောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုကျွန်တော်အေဇက်ကတင်ဆက်ပေးမှာဖြစ်ပါတယ်ပူတင်ရဲ့စကားပြောလို့အဆင်ပြေပေမဲ့ဘာမှဖြစ်မလာဘူးဆိုပြီးထရန့်ကပြောဆိုခဲ့တဲ့အကြောင်းဆွီဒင်နိုင်ငံထုတ် Gripen Zeppelin 150ကိုယူကရိန်းကလေကြောင်းကာကွယ်ရေးအတွက်မှန်ယူခဲ့တဲ့အကြောင်းနဲ့ဂါဇာအတွက်အကူအညီတွေအစ္စရေးကဝင်ကွင်းပြုရမယ်ဆိုပြီး ICJ ကဆုံးဖြတ်ခဲ့တဲ့အကြောင်းတွေကိုဖော်ပြပေးလိုက်ပါတယ် ်ရမဆုံးတင်ဆက်ပေးမှာကတော့ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့စကားပြောတိုင်းအဆင်ပြေပြေပြောဆိုဖြစ်ပေမဲ့ဘဲမှမရောက်ဘူးဘာမှဖြစ်မလာဘူးဆိုပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမှတ်ချက်ချခဲ့တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ် Well, I think that in terms of honesty, the only thing I can say is every time I speak with Vladimir, I have good conversations, and then uh, they don't go anywhere. They just don't go anywhere. So, in that sense, but now look, he's fighting a war. Uh, ရုရှားရဲ့အကြီးဆုံးရေနံကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ Rosneft နဲ့ Lock Oil အပေါ်အမေရိကန်ကအရေးယူပိတ်ဆို့မှုအစ်တွေချမှတ်ချိန်မှာအခုလိုပဲပြောဆိုခဲ့တာဖြစ်ပါတယ်။ဒီတို့တွင်ရင်မှုချုပ် Maduro ရဲ့ငြိမ်းချမ်းရေးညှိနှိုင်းမှုအစည်းအဝေးအပြီးမှာ Trump ကကျုပ်ဗလာဒီမာနဲ့စကားပြောတဲ့အခါတိုင်းအဆင်ပြေပါတယ်။ပြီးလဲပြီးရောဘဲမှမရောက်ဘူး။ဘာမှဖြစ်မလာဘူးဆိုပြီးမှတ်ချက်ချခဲ့တာပဲဖြစ်ပါတယ်။ ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ဟန်ဂရီမှာတွေ့ဆုံဖို့စီစဉ်ထားတဲ့အစည်းအဝေးပြတ်သွားတယ်လို့ထရန့်ကပြောကြားခဲ့အပြီးတရက်ကြာမှာအခုလိုပဲရေးယူပေးဆိုခဲ့တာဖြစ်ပါတယ်။အော်တိုဝါလာ22ရက်နေ့အစောပိုင်းမှာရုရှားဟာယူကရိန်းကိုအကြီးအကျယ်ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးတွေပါဝင်လူခုနဦးတေဆုံးခဲ့တာတွေ့ရပါတယ်။ရေးယူပေးဆိုမှုဟာအင်မတန်ကြီးကျယ်ပြီးတော့စစ်ပွဲမရချင်ဘူးဆိုတဲ့ရုရှားရဲ့သဘောထားကိုအမြန်ဆုံးပြောင်းလဲသွားစီမယ်လို့မျှော်လင့်နေကြောင်းထရန့်ကပြောဆိုထားပါတယ်။နေတို့တွင်မှုချုပ်ရူးက ပူတင်ဘော်ဖီအားပို့ပေးခဲ့တာကိုထောက်ခံကြောင်းလည်းပြောဆိုထားပါတယ်။ပူတင်ဘက်ကငြိမ်းချမ်းရေးယူဖို့စိတ်အားထက်သန်မှုမရှိတဲ့ဘော်ထရန့်ကဝေဖန်ခဲ့ပြီးအခုအချိန်ကျပြီလို့ကြုတ်ထင်ပါတယ်။ကျုပ်တို့အကြာကြီးစောင့်ခဲ့ပြီးပြီလို့မှတ်ချက်ပေးခဲ့တာလည်းတွေ့ရပါတယ်။အရေးယူပိတ်ဆို့မှုဟာအင်မတန်ကြီးကျယ်ပြီးတော့စစ်ပွဲမရက်ချင်ဘူးဆိုတဲ့ရုရှားရဲ့သဘောထားကိုအမြန်ဆုံးပြောင်းလဲသွားစေမယ်လို့မျှော်လင့်နေကြောင်းထရန့်ကပြောဆိုထားပါတယ်။နေတို့အတွင်းမှုချုပ်ရူကလည်း ပူတင်ပေါ်ဖိအားပိုပေးတာကိုထောက်ခံကြောင်းပြောကြားခဲ့ပါတယ်ခင်ဗျာ and now we're taking in hundreds of billions and even trillions of dollars if this country နောက်တဲ့တင်ဆက်ပေးမယ့်အကြောင်းကတော့ Ukraine ကို Great Ban ဂျယ်လီရင်150ပေးပုံမဲ့သဘောတူညီချက်ကိုစွီဒင်ကလက်မှတ်ရေးထိုးခဲ့တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ် ဆွေဒင်ဝန်ကြီးချုပ်ဟာယူကရိန်းသမ္မတဇလန်စကီနဲ့အော်တိုဘားလ22ရက်နေ့ကဆွေဒင်နိုင်ငံတောင်ပိုင်းလင်းရှားပင်မှာတွေ့ဆုံခဲ့ပြီး JS 39 Gripen Fighter Jet လေယာဉ်တွေထုတ်လို့ရနေရာ SAF ကိုလဲပတ်ခဲ့တာတွေ့ရပါတယ်။ SAF မှာ Gripen လေယာဉ်တွေလေယာဉ်စောင့်ကြည့်စနစ်တွေဒုံးစနစ်တင်ကားဖြတ်လက်နက်တွေနဲ့အခြားစက်ကရီယာတွေထုတ်လွှတ်တဲ့နေရာပဲဖြစ်ပါတယ်။ဆွေဒင်ဝန်ကြီးချုပ် Christel San က လေချောင်းကာကွယ်ရေးနဲ့ပတ်သက်ပြီးနှစ်နိုင်ငံကာလရှည်စာချုပ်ချုပ်ဆိုခဲ့တယ်လို့သတင်းစာရှင်းလင်းပွဲမှာပြောဆိုထားပါတယ်။အဲ့ဒီပူပေါင်းဆောင်ရွက်မှုမှာလေချောင်းကာကွယ်ရေးသဘောတူညီမှုတွေပါဝင်ပါတယ်။သဘောတူညီချက်အရ Gripen ဂျက်လီယင်150ကိုယူကရိန်းကိုပေးပို့ရမှာဖြစ်ပြီးဒီပေးပို့မှုဟာဆွေနေနိုင်ငံသမိုင်းတစ်လျှောက်အကြီးအမားဆုံးလေရင်တင်ပို့မှုအမှားစာလဲဖြစ်လာပါတယ်။ဒီနေ့စာကလှူဒန်းတာထက်ပိုတဲ့ရွယ်ချက်ရှိတဲ့စာမျိုးပါ။ ါကယူကရိန်းနဲ့ကျွန်တော်တို့နိုင်ငံသားလေးချောင်းကာကွယ်ရေးအတွက်ကာလရှိပူးပေါင်းဆောင်ရွက်မှုနဲ့ကာကွယ်ရေးအတွက်ဖြစ်ပါတယ်။ Gripen E model လေးရင်တရာကနေ150ကြာစပြီးထုတ်လုပ်သွားမှာပါ။ဒါကယူကရိန်းလေတပ်အင်အားပို့ပြီးအားကောင်းအောင်တိဆောက်ဖို့မှာကြားတဲ့အမှားစာပဲဖြစ်ပါတယ်လို့ဆွီဒင်ဝန်ကြီးချုပ် Christian San ကပြောဆိုထားပါတယ်။ Gripen ဂျက်လီယင်တွေကိုယူကရိန်းနိုင်ငံကလာမယ့်နှစ်မှာစတင်လက်ခံဖို့မျှော်လင့်ထားတာလည်းတွေ့ရပါတယ်။ ရစ်ဗန်ဂျက်လီယင်တွေလင်းရင်ဆက်သက်မောင်းနှင်မှုတွေကိုယူကရိန်းလေယာဉ်မှုတွေနဲ့အတူလေ့ကျင့်မှုတွေပြုလုပ်နေတယ်လို့လည်းရိုက်တာသတင်းဌာနကဖော်ပြထားပါတယ်။ဂရစ်ဗန်ဂျက်လီယင်တွေဟာအမေရိကန်ထုတ် F35 လေယာဉ်တွေနဲ့ရှင်မဲ့ဆိုရင်အကြမ်းခံမှုနဲ့ဈေးနှုန်းတက်တာတွေလို့လည်းဖော်ပြထားပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ဂါဇာဒေသဆိုင်ရာလူသားချင်းစာနာမှုအကူအညီတွေကိုအထားအဆီးမရှိဝင်ရောက်ခွင့်ပြုဖို့အစ္စရေးမှာဥပဒေကြောင်းအရတာဝန်ရှိရဲဆိုပြီးနိုင်ငံတကာတရားရုံးချုပ် ICJ ကဆုံးဖြတ်လိုက်တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ In its final section on international humanitarian law the court explains that custom international law prohibits the use of starvation of the civilian population as a method of warfare. ငဘေးတင်ပါလက်စတိုင်းဒေသခံတွေရဲ့အခြေခံလိုအပ်ချက်တွေပြည့်မြအောင်ကုလသမဂ္ဂနဲ့ဆက်ဆက်အဖွဲ့တွေကအကူအညီတွေပေးပို့လာတဲ့အခါအစဉ်ပြေချောမွေအောင် စီစဉ်ပေးဖို့အတွက်လည်းတိုက်တွန်းထားတာတွေ့ရပါတယ်။ပါလက်စတိုင်းဒုက္ခသည်တွေဆိုင်ရာကုလသမဂ္ဂအေဂျင်စီရဲ့ဗလိုက်မှုနဲ့ UNRWA ဝန်ထမ်းအများပြားဟာဟာမတ်လူမျိုးလက်နက်ကန်အဖွဲ့ဝင်တွေဖြစ်တယ်ဆိုတဲ့စစ်ဆေးချက်တွေကိုတော့အစ္စရေးဘက်ကတတ်သိပြနိုင်ခြင်းမရှိကြောင်းဖော်ပြထားပါတယ်။ကုလထွေထွေတင်းမှု အန်တိုနီယိုဂူဒါရက်စ်ကလည်း ICJ ရဲ့ဆုံးဖြတ်ချက်ကိုအရန်အရေးကြီးတယ်ဆိုပြီးအစ္စရေးအနေနဲ့လိုက်နာဖို့မျှော်လင့်တဲ့ကြောင်းမှတ်ချက်ပေးထားတာတွေ့ရပါတယ်။ဒါပေမဲ့လည်းအစ္စရေးဘက်ကဒီဆုံးဖြတ်ချက်ကိုနိုင်ငံရေးဆန်တယ်ဆိုပြီးပယ်ချခဲ့သလို UNRWA နဲ့ပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘူးဆိုပြီးတုံ့ပြန်ထားတာဖြစ်ပါတယ်။ဒါကြောင့်အစ္စရေးနယ်မြေတဲက UNRWA ရဲ့ဆောင်ရွက်ချက်မှန်သမျှအပါအဝင်အရာရှိတွေနဲ့ဆက်သွယ်တာကိုပါတားမြစ်တဲ့ဥပဒေတွေပြဋ္ဌာန်းထားတာတွေ့ရပါတယ်။အခုလိုမျိုးကုလသမဂ္ဂဆိုင်ရာ အမြင့်ဆုံးတရားရုံးက ထုတ်ပြန်လိုက်တဲ့အကြံပြုဆုံးဖြတ်ချက်ကိုမဖြစ်မနေလိုက်နာဖို့မလိုဘဲတန်တမာရေးနဲ့ကျင့်ဝတ်ပိုင်းအရဖီအားပေးနိုင်ဖို့သာရွေထားတာဖြစ်ပါတယ်။ကုလနောက်ခံပြုကျွမ်းကျင်သူတွေအဖွဲ့ကတော့ဂါဇာဒေသခံ၄သိန်း6000ကျော်ဟာကပေးအဆင့်အစားအစာမလုံလောက်မှုကိုရင်ဆိုင်နေရတယ်လို့သတိပေးထားပါတယ်။အော်တိုဘားလာ၁၀ရက်နေမှာအစ္စရေးနဲ့ဟာမတ်အကြားအပြစ်ခတ်ရဲစဲပြီးတဲ့နောက်စားနပ်ရိက္ခာတန်ချိန်ပေါင်း 6,500ကျော်တယ်ဆောင်လာတဲ့ကုန်တင်ကားတွေကဂါဇာကမ်းမြောင်ဒေသတွေကိုဝင်ရောက်ခဲ့ပြီးဖြစ်ပါတယ်။ဒါပေမဲ့လည်းဂါဇာကမ်းမြောင်မှာတနေ့ကိုကုန်တင်ကားအစီးရေ600အထိလိုအပ်နေပြီးပြန်မြ200ကနေ300ကျားသာဝင်ရောက်နိုင်တဲ့အလျောက်တကယ်လိုအပ်တဲ့ပမာဏထက်အများကြီးလျော့နေနေတယ်လို့ဆိုထားပါတယ်။ဒါကြောင့် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကအကူအညီပေးရင်းနဲ့ကျေပြန့်တဲ့ပြည်ပကကြားမရောထွေးပဲခွဲခြားထားဖို့အစ္စရေးအာဏာပိုင်တွေကိုတောင်းဆိုထားတာပဲဖြစ်ပါတယ်။ ဂါဇာပြန်လည်တိဆောက်ဖို့ဆိုရင်ဒေါ်လာ80ဘီလီယံအထိခုန်ကျနိုင်တယ်လို့လည်းကုလသမဂ္ဂကခန့်မှန်းထားတာတွေ့ရပါတယ်။အဲ့ဒီတဲက10ရာခိုင်နှုန်းကို ဆိုးဆိုးရွားရွားပျက်စီးနေတဲ့ကျန်းမာရေးစနစ်အတွက်သုံးဆွဲဖို့လိုတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ EU နဲ့ Egypt တို့ဟာ Euro 6ဘီလီယံတန် MOU စာချုပ်တစ်ခုလက်မှတ်ရေးထိုးခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်။ဒီစာချုပ်ဟာ EU နဲ့ Egypt တို့ရဲ့အကူအညီကုန်သွယ်မှုနဲ့ပြောင်းရွှေ့ရေးတို့နဲ့ပတ်သက်ပြီးသဘောတူညီချက်အသစ်ပဲဖြစ်ပါတယ်။ ဒါဟာဒုတိယကြိမ်ချင်းငွေဖြစ်ပြီးအီဂျစ်အတွက်တက်တာတဲ့အချက်လက်တွေပါတဲ့ချင်းငွေလည်းဖြစ်ပါတယ်။ဒီချင်းငွေအစီအစဉ်ဟာအီဂျစ်ရဲ့ပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေကိုပံ့ပိုးကူညီဖို့လည်းရွယ်ထားတာဖြစ်ပါတယ်။ဒါ့အပြင်အရှေ့လက်ပိုင်းရေးယူကရိန်းအရေးတို့ကိုလည်းအပြန်အလှန်ပူးပေါင်းဆောင်ရွက်ဖို့ရည်ရွယ်ထားတာတွေ့ရပါတယ်။ဒီပူးပေါင်းဆောင်ရွက်မှုဟာ EU နဲ့အီဂျစ်နိုင်ငံတို့ကြားကောင်းဆောင်ဒီပထမဆုံးတွေ့ဆုံတဲ့ထိပ်သီးအစည်းအဝေးပဲဖြစ်ပါတယ်။ EU ကော်မရှင်ဥက္ကဋ္ဌဘွန်ဒါလီယန်ကတော့ ဘဏ္ဍာငွေထောက်ပံ့ကူညီမှုနဲ့အီဂျစ်မှာဥရောပရဲ့ AI နည်းပညာသုံးစက်ရုံတွေဖွင့်လှစ်မဲ့အကြောင်းအီဂျစ်နိုင်ငံသားတွေကိုလေးကျင့်တင်ကြားပေးမှုနဲ့ဥရောပရဲ့စူပါကွန်ပျူတာတွေစမ်းသပ်ခွင့်ရှိမဲ့အကြောင်းတွေကိုပြောဆိုခဲ့ပါတယ်။ဒါ့အပြင်ဘော်နာလီယန်ကပါလက်စတိုင်းအလှူရှင်အဖွဲ့တစ်ခုရဲ့အစီအစဉ်ကိုကြေညာခဲ့ပြီးဂါဇာဒေသမှာနိုင်ငံတကာကပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေအတူလှုပ်ဆောင်နိုင်ဖို့ခေါ်ဆောင်မဲ့အကြောင်းအီဂျစ်နိုင်ငံရဲ့ဂျားဝင်ဖြန့်ပြေးရေးနဲ့အစီအစဉ်တွေကဂါဇာအတွက်အဓိကကြားတဲ့အကြောင်းပြောဆိုခဲ့ပါသေးတယ်။ အီယူနဲ့အီဂျစ်ပူးပေါင်းဆောင်ရွက်မှုမှာရွှေပြောင်းအစီအစဉ်နဲ့ပါဝင်ပြီးလာမယ့်နှစ်နှစ်ကျော်ကာလမှာအဖွဲ့အစည်းအတွက်နဲ့လူကုန်ကူးမှုပပျောက်ရေးစန့်ကျင်မှုအတွက်ယူရိုတန်းနေရာအသုံးပြုဖို့လည်းရှိနေပါတယ်ခင်ဗျာနောက်ထပ်ရင်းဆက်ပေးမယ့်အကြောင်းကတော့ယူကရိန်းနဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ရယူရေးဖိအားပေးဖို့ကြိုးစားမှုတရက်အနေနဲ့ရုရှားရဲ့အကြီးဆုံးရေနံကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ Rosneft နဲ့ Lukoil ပေါ်အမေရိကန်ကရေးယူပိတ်ဆို့မှုအသစ်တွေချမှတ်လိုက်တဲ့အကြောင်းပဲဖြစ်ပါတယ်။ တချိန်တည်းမှာပဲရုရှားကလည်းနျူကလ িয়ার လက်နက်တွေပါဝင်တဲ့အကြီးစားစီးရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့တာလည်းတွေ့ရပါတယ်။ဒေးဗယ်မရှိတဲ့စစ်ပွဲကိုအဆုံးသတ်ဖို့ပူတင်ရဲ့ငင်းပယ်မှုကြောင့်ရေးယူပိတ်ဆို့မှုအစ်စ်တွေချမှတ်ဖို့လိုအပ်လာခဲ့ပြီးရုရှားစီးရေးနေရာကိုပံ့ပိုးပေးနေတဲ့ရေနံကုမ္ပဏီတွေကိုပိတ်မှတ်ထားခဲ့တာလို့ဗနာဝင့်ကြီးစကော့ဘတ်ဆန်ကပြောဆိုထားပါတယ်။ဆွေးနွေးပွဲပြသွားတဲ့အချိန်မှာရုရှားစီးဥစည်းချုပ် ဗိုလ်ချုပ်ကြီးဗယ်လာရီဂျီယာစီမော့ကနျူကလ িয়ার စီရေးလေ့ကျင့်မှုအကြောင်းပူတင်ကိုသတင်းပို့နေတဲ့ဗီဒီယိုပိုင်းတစ်ခုရုရှားဘက်ကထုတ်ပြန်ပေးခဲ့တာလည်းဖြစ်ပါတယ်။အမေရိကန်ထိရောက်အောင် ပြစ်နိုင်တဲ့တိုက်ချင်းပြက်ပယ်ထင်းဒုံးကြီးတွေပါဝင်ဒုံးကြီးအမျိုးများကိုမြေပြင်လောင်ချာတွေရင်းငုံသင်းမော့တွေလေရင်တွေကနေပြစ်လွတ်လေ့ကျင့်ခဲ့တယ်လို့ရုရှားဘက်ကထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။ TU22 M3 မဟာဗျူဟာဘုံကျဲလေရင်တွေဟာလည်း ဗော်တစ်ပင်လယ်ပြင်မှာပြန်တန်းခဲ့ပြီးနေရာအများပြားမှာနိုင်ငံခြားတိုက်လေယာဉ်တွေကလိုက်လံစောင့်ကြည့်ခဲ့တယ်လို့ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်းထုတ်ပြန်ထားပါတယ်။နေတိုးအဖွဲ့ဝင်နိုင်ငံတွေကတိုက်လေယာဉ်တွေလို့ယူဆရကြောင်းသတင်းတွေကဖော်ပြထားပါတယ်။ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးညှိနှိုင်းမှုမပြေမလည်ဖြစ်နေချိန်မှာပူတင်ကရုရှားရဲ့နျူကလ িয়ার စွမ်းရည်ကိုထုတ်ပြခဲ့တာပဲဖြစ်ပါတယ်။နေတိုးအဖွဲ့ကလည်းဒီလာထဲမှာနျူကလ িয়ার အရန်အတာစီစီးရေးလေ့ကျင့်မှုတရက်လှုပ်ဆောင်ခဲ့ပါသေးတယ်။ ရောဘတမကအဖွဲ့ဝင်နိုင်ငံတွေကလည်းရုရှားသဘာဝတံခွေရေးတင်သွင်းမှုပေါ်ပြည်ပင်နာအပါဝင်ရုရှားပေါ်၁၉ခုမြောက်ရေးယူပိတ်ဆို့မှုကိုလည်းအတည်ပြုထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ဗင်နီဇွဲလားနိုင်ငံမှာလေကြောင်းရန်ကာကွယ်ရေးအတွက်ရုရှားဒုံးကြီး9000ရှိတယ်ဆိုပြီးဗင်နီဇွဲလားသမ္မတမာဒူရိုကပြောဆိုခဲ့တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ် generación genial que sí se puede Figuera Valdés Venezuela နိုင်ငံရဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုကာကွယ်တဲ့နေရာမှာလေကြောင်းရံကာကွယ်ရေးစနစ်ရဲ့အခန်းကဏ္ဍကိုအလေးပေးထားပြီးနိုင်ငံတော်ဝမ်းမှာမဟာဗျူဟာမြောက်နေရာတွေမှာအင်္ဂလာ S လေကြောင်းရံကာကွယ်ရေးစနစ်9000ကျော်ဖြန့်ကျက်ထားတယ်ဆိုပြီး Venezuela သမ္မတနီကိုလတ်မာဒူရိုကပြောဆိုထားပါတယ်။ရုံးမင်သားကြားအစီအစဉ်တစ်ခုအတွင်းမှာအစိုးရအရာရှိတွေနဲ့အတူရှိနေတဲ့မာဒူရိုက အင်္ဂလာစနစ်တွေရဲ့ရေးပါမှုကိုမိမောင်းထိုးပြပြီးဗင်နီဇွဲလားဟာပြည်သူတွေရဲ့ငြိမ်းချမ်းရေးတည်ငြိမ်ရေးနဲ့အေဂျင်တာယာရေးအတွက်အဓိကလေကြောင်းရန်ကာကွယ်ရေးနေရာတွေမှာအင်္ဂလာ S 9000တပ်မင်းချထားတယ်လို့ပြောဆိုထားတာဖြစ်ပါတယ်။ကာရီဘီယံနဲ့ပစိဖိတ်ဒေသမှာမိုးရေဆေးဝါးရောင်းဝယ်ဖောက်ကားသူတွေကို ပြစ်မှတ်ထားပြီးအမေရိကန်ကစစ်စင်ရေးအချိန်မြင့်လှုပ်ဆောင်နေချိန်မှာမာဒူရိုကအခုလိုမှတ်ချက်ပေးခဲ့တာပဲဖြစ်ပါတယ်။အမေရိကန်ကာကွယ်ရေးဝန်ကြီးပေဟတ်ဇက်က မိုးရစ်ဆေးဝါးနှိမ့်နှင်းရေးစစ်စင်ရေးမှာအရှေ့ဘက်ပစိဖိတ်သမုဒ္ဒရာကတင်းမောနှစ်ဆင့်ကိုတိုက်ခတ်ရမှာအမေရိကန်စစ်တပ်ကမိုးရစ်ဆေးဝါးပန်ကိုကူးသူ၅ဦးကိုတပ်ဖြတ်ခဲ့တယ်လို့ဗိုလ်ထုံးနေမှာပြောဆိုထားပါတယ်။ဗင်နီဇွဲလားကိုလံဘီယာတို့နဲ့အမေရိကန်တို့ကြားတင်းမာမှုတွေတိုးလာစေတဲ့လှုပ်ရှားမှုတရက်ကတော့ကာရေဘီယံမှာပြစ်ခတ်နှိမ့်နှင်းမှုတွေလူခဏဦးထပ်မနဲ့တေဆုံးခဲ့တယ်လို့ခုခံပြစ်ခတ်မှုတွေပေါ်ပေါက်ခဲ့တာပဲဖြစ်ပါတယ်။ မာဒူရိုကတော့မူရစ်ဆေးဝါးရောင်းဝယ်မှုမှာပဝင်ပတ်သက်မှုမရှိဘူးဆိုပြီးညှင်းဆိုထားကအမေရိကန်ရဲ့တိုက်ခတ်မှုကိုဗီနီဇွဲလားအချုပ်ကြအာနာကိုချိုးဖောက်မှုဖြစ်ရှုံချထားပါတယ်ခင်ဗျာ potenciando el desarrollo del motor industrial militar para consolidar la independencia tecnológica နောက်ဆုံးဖော်ပြပေးမှာကတော့မက္ဆီကိုမှာဒေယောတဒတ်မတိုင်မီအီယာမအယိုးကြောင့်ရုပ်ကြီးတွေကို ပြသထားတဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ် Ah, no, no, no. မက္ကဆီကိုရဲ့အလဂိုပြည်နယ်မှာရိုးရာယဉ်ကျေးမှုဆံရပြသမှုအဖြစ်အီယာမရိုးကြောက်ယုတ်ကြီးတွေကိုပြုလုပ်ထားတာတွေ့ရပါတယ်။ Valley Digery Nest ပြပွဲဟာတေဆုံးသူများနေ့ရာသီရဲ့အထင်ကရဖြစ်တဲ့ရိုးကြောက်ယုတ်ထုတွေဖြစ်ပြီးအမြင့်3မီတာကျော်ရှိတဲ့အထိမြင့်မားလာလေဖြစ်ပါတယ်။အဲ့ဒီမြင့်မားတဲ့ရိုးကြောက်တွေကိုမြို့ရဲ့နေရာနှက်မှာဖြန့်ကျက်ထားပြီးရိုးရာနီးစနစ်ဖြစ်တဲ့ ကာတိုရီနီယာကိုအသုံးပြုထားပါတယ်။ဒီနည်းစနစ်ဟာမက္ကဆီကိုနိုင်ငံမှာစက္ကူပြောပတ်တွေနဲ့အယုတ်ပြုတ်လောက်တာဖြစ်ပြီးပြည်တွင်းအမှုပညာရှင်တွေရဲ့ကျွမ်းကျင်မှုကိုတွေးရမှာပဲဖြစ်ပါတယ်။ဒီလိုရိုးကြောက်ယုတ်ကြီးတွေဖန်တီးပြသမှုက အလဂိုပြည်နယ်ကိုပြည်တွင်းနဲ့နိုင်ငံတကာခီးသွွားတွေဆွဲဆောင်နိုင်ဖို့ပဲဖြစ်ပါတယ်။ဒီရိုးကြောက်ယုတ်ကြီးတွေကိုအလဂိုပြည်နယ်ရဲ့အထင်ကြီးနေရာတွေဖြစ်တဲ့ပန်းဆိုင်ခင်းတွေမှာပြသထားပါတယ်။၅ချိန်မြောက်ပြသခြင်းမှာမက္ကဆီကိုနိုင်ငံရဲ့ ဖနက်အယောင်တင်သမားတွေအိုးလုတ်သူတွေမုတ်လုတ်သူတွေတိဂီတာတိခတ်သူတွေနဲ့မက္ကဆီကိုရဲ့နေစဉ်ဘဝကိုထင်အပ်စေတဲ့ဆိုပြီးရိုက်တာသတင်းဌာနကဖော်ပြထားပါတယ်။ကြီးမားတဲ့ရိုးကြောက်ကြီးတွေဖန်တီးပြသမှုကိုနိုဝင်ဘာလအစောပိုင်းထိပြသသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါနိုင်ငံကသတင်းတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်အေးဇက်ပါ။